ကိုကြောက်ခိုင်ကိုကြောက်ခိုင်ဗျာခမညာကျုပ်ကိုမမှတ်မိတော့ဘူးလားကျွန်တော်မောင်မောင်လေးဗျာမောင်မောင်လေးမသိဘူးဟေးမသိပါဘူးဘာဟုံးကမသိဘူးဘာဟုံးကလည်းမသိချင်ဘူးဘယ်လိုဖြစ်တာဘာဟုံးကလည်းမမှတ်မိဘူးကျုပ်ကျုပ်လေးကျုပ်မနှုတ်စာရင်းလို့ခေါ်တဲ့နှုတ်နှုတ်ရည်ကိုပဲသိတယ်ဟေးတွားကြဟာတွားကြပါဟုတ်ဗျာတွားကြသူဟာဟုတ်ဟုတ်ဟုတ်လား ဟာနန်းဝေလို့ကောင်းတကောင်းတော့တွေ့ပြန်ပြီဥမမောင်ဂျာခင်ဗျားနဲ့ပြီလို့လားဟာပြည်တာပေါ့ဗျာတုံနဲ့ပိတ်ခင်တာတက္ကသိုလ်ကျောင်းသားတယောက်ပါပဲကျောင်းတက်နေရင်စိတ်ဖောက်သွားတာဟုတ်ဗျာပြီးမှသူ့အကြောင်းပြောပြမယ်လာသူ့နောက်လိုက်ကြအောင်ဗျာမကောင်းဘူးလားဟာတာမွေတင်းနေဝင်လာပြီဗျဟုတ်တယ် ဘာပဲဖြစ်ဖြစ်ဗျာလိုက်နေဗျာလိုက်နေလားဗျာဟိုဟိုဟိုချာအခုဟောင်းလေးတစ်ခုမှထိုင်လိုက်ပြီဗျာကြည့်ပါဦးအေးအေးဟာသူ့ဘေးမှာလည်းလူတယောက်ဗျာလူတယောက်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အေးဗျာဟာထူးထူးဆန်းသားမယ်ဗျာအခုမှာမနှုတ်စာရီအသက်25နှစ်ဆိုတဲ့အစားရောင်းလေးထိုးထားတယ်လေဗျာဟာဟုတ်တယ်ဟုတ်တယ်ဟာလာလာလာအနားသွားကြအောင်ဗျာအေးဗျာအေးဗျာ ဒီနာလူကဟာဟာနောင်ဝေဟာနောင်နောင်ဝေဟာနောင်ဝေဒီဒီဒီရောက်နေဟလားမင်းငါမင်းဦးလေးအောင်ထုံးနေကွာဟေးနောင်ဝေဟင်ဟာဟာမင်းတို့ဟာမင်းဦးလေးနောင်ဝေဟာသူပြလေသာသာသာကျွန်တော်တိလာကျောင်းဆွေဝေဘူးတော်မှာကျောင်းစစ်တာကြီးကျွန်တော်ချစ်သူမလို့ဆိုပါ လက်ပြတ်တစ်ဖက်ရှိတယ်အဲ့ဒီလက်ပြတ်ပြန်ရရင်အဲ့ဒီကုန်းကမလူစားရီမသွေးလေးဟာအသက်ပြာခြင်းပဲမလူစားရီထားကြတော့သူဟုတ်တယ်လာကြတယ်သူနေတော့အောင်ထွန်းအောင်ထွန်းဇတ်တော်ရှုပ်ကုန်ပြီဗျို့ခမရလဲခမရတူနဲ့လာတွေ့တယ်နောက်ကျုပ်လဲကြော်ခိုင်နဲ့လာတွေ့ရတယ်ကိုကြော်ခိုင် ဘူးကြောက်ခိုင်းဟဲ့ကျွန်တော်မောင်မောင်လေးဗျာမောင်မောင်ပါခင်ဗျာမမှတ်မိတော့ဘူးမသိဘူးမသိဘူးကျွန်တော်မောင်မောင်ပါမသိဘူးမသိဘူးကျုပ်ကျုပ်သိရလေဟောဟောဒီအုတ်ကူထဲမှာရှိနေတဲ့မနုဿဟူဆိုတဲ့မင်းကလေးပဲဗျာမနုဿဟုတ်တယ်တက္ကသိုလ်ကျောင်းမှာတိုင်ဖိုင်ဖြစ်ပြီးဆုံးသွားခဲ့တဲ့နုနုကြီးလို့ခေါ်တဲ့မနုဿတွေပဲဟာလေမယုံကြဘူးလားမယုံဘူးလား အဲ့ဒီနုနုကြီးဟာနတ်သမီးလေးလေနတ်သမီးလေးနတ်နတ်သမီးလေးလားလူရောက်ဆောင်ပြီးတော့လူပြီမှကြောင်းလာတက်တာဗာလေမယုံကြဘူးလားမယုံလို့ရှိရင်ကျုပ်တို့စီကိုမလာနဲ့သွားကြသွားသွားလို့မကြောက်လားကြောက်ဆယ်ဘူးတော့ကြောက်တဲ့ရာကြီးလေလက်ပြကလေးကိုဆက်ပင်းနေဟောဒီ မနုဇာရီဟာအသက်ပြရှင်လာမှာဗျာတက်တက်ဝေပါဗျာနောင်းဝေ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 ကိုကျော်ဆိုင်ဟုတ်တယ်ကိုကျော်ဆိုင်နောင်းဝေပါဒုက္ခပါပဲဗျာဒုက္ခပါပဲတနာစရာတရားလေးတွေပဲ ဘယ်စီမာများလဲမနှုတ်စာရည်ရဲ့နောက်ဝင်ကြောက်ခိုင်းဦးဒါလေးစေးုံပို့လိုက်ရတာတော့စိတ်မကောင်းဘူးဥမမောင်ဟုတ်တယ်ဗျာ ကျွန်တော်လည်းညအဲ့လူကိုမရဘူးနေပါဦးဗျာကိုကျော်ခိုင်ရဲ့အကြောင်းဆက်ပြောစမ်းပါဦးဟိုဒီလိုလေးဗျာအိုင်အီရန်ရောက်တော့ကိုကျော်ခိုင်ကသူ့မှာချစ်သူရှိနေပြီတဲ့ဗျာအေးညနေတိုင်းညနေတိုင်းသူ့ချစ်သူနဲ့တွေ့ဖို့ဆိုပြီးအင်းအားကံပဲကိုထွက်သွားတယ်ဗျာဟွန်းနန်းဝီနဲ့ယောဂချင်းကတော့ခက်စင်စင်ပဲအဲအကြောင်းပိတ်ခံနေကြတော့သူ့ရီးစားကိုဓာတ်ပုံရိုက်ဖို့ဆိုပြီးအဆောင်ကတကယ်ချင်းအေးသန်းစီက ကင်မရာငှားပြီးထွက်သွားတယ်လေ၃ရက်ကြာလို့ဓာတ်ပုံတွေရွေးတော့သူ့ရေးသားပုံတွေတဘုံမှပါမလာဘူးဗျဟမ်အကိုကြောက်ခိုင်ကဘာမှပြန်မပြောဘူးဗျဓာတ်ပုံတွေကြည့်ပြီးတော့မျက်ရည်သာကျတော့တာပဲကိုနောက်မှဟုတ်ပါဘူးဗျာဟုတ်ပါဘူးအဲ့ဒီနေ့ကကျွန်တော်နဲ့မင်းတို့ရှိတော့ ဲ့သူနေနေမှာနေဟာအနှက်လိုက်ပြီးတော့ဓာတ်ပုံကြဲကြအခုတော့အခုတော့နုံနုံရဲ့ပုံတကုံးမှပါမှလာပဲဖွဲ့နှင်းတဲ့ပင်ကုန်တရားတန်တရာကြီးနဲ့ပြည့်ပြည့်ရှုရင်းနေပဲပေါ်လာတယ်ကြည်စမ်းပါဦးကျွန်တော်ရဲ့ချစ်သူနုံနုံရဲ့ဟာတိတ်လာလားဟုတ်တယ်တိတ်လာလားလူမကနဲ့တည်း ိတ်ပြီးတော့ကိုလှတယ်ဟုတ်တယ်ဒါကြောင့်လှလုံးနုလုံးလို့တာဓာတ်ပုံထဲမှာမထင်တာဟုတ်တယ်လှလုံးနုလုံးလို့တာဓာတ်ပုံထဲမှာမထင်တာဗျအဲ့ဒီလိုပြောသေးတာဗျဒါလူကောင်းတယောက်ပြောတဲ့စကားမဟုတ်တော့ဘူးအထင်အောင်ကိုကျော်ခိုင်တယောက်ဘယ်ကနေဘယ်ပြောက်သွားတယ်မသိတော့ပါဘူးဗျာရှာလို့လည်းမတွေ့တော့ဘူးကျွန်တော်တို့လည်းသူပြောတဲ့နုနုကြီးဆိုတဲ့ကောင်မလေးကိုရှာကြပါသေးတယ် အတူကလည်းတက်ဖက်ယောဂာနဲ့တက်ကလို့ဆေးရုံမှာပြီးဆုံးခဲ့တာတဲ့ဗျာသူစားနာတခုကတော့အဲ့ဒီနုနုကြီးဆိုတာပြီးဆုံးကြောင်းသူပြည့်တဲ့လိပ်စာအတိုင်းအเจ้าကအเจ้าကြားခဲ့ပေမဲ့သူ့အိမ်ကဘသူမှရောက်မလာကြဘူးတဲ့ဗျာအဒါနဲ့အเจ้าကပဲတင်းချိုပြေးလိုက်ရတယ်တဲ့ဇလန်းကတော့ခတ်ရှုပ်ရှုပ်ပါပဲလားပြီးဗျာသူတို့ကိစ္စတွေကရိုးရိုးကိစ္စတော့မဟုတ်ဘူး တဘာဝနဲ့လွန်ကဲတဲ့အကြောင်းအရာတွေပါနေပြီဗျ။ဟုတ်တယ်ဗျ။ဟုတ်တယ်ဟုတ်တယ်။တဘာဝတရားနဲ့စဉ်းစားလို့မရတော့ဘူးဗျ။နံဝေကိုကြော်ခိုင်မနုဆာရမင်းတို့ဘယ်လိုများဆက်ဆက်နေတာလဲ ပြီးတော့ပရင်းဝင်သူရေးလိုက်တဲ့စာဗါတဲ့အရဟံဟူသောဂုဏ်တော်ဖြင့်တိတ်ထီကိုရယူကမနုစာရနဲ့တွေ့နိုင်ပါစေတော့တဲ့အာဟံတိတ်ထီအာဟံတိတ်ထီအရဟံတိတ်ထီအရဟံတိတ်ထီအရဟံတိတ်ထီ ါဘာတွေရှောက်ရှင်နေတာလဲငါဘာတွေရှောက်ရှင်နေတာလက်ကလည်းရှောက်ရင်းနေတယ်ငါလက်တွေကလည်းရှောက်ရင်းနေတယ်ဟာစာရွက်တွေကလည်းတိုပြီးတိုရဲ့ဟာစာရွက်တွေကမနေတော့ဘူးလက်ကလည်းရလို့မရတော့ပါလားလက်ကလည်းမရတော့ဘူးလက်ကလည်းရလို့မရတော့ဘူးအာ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 ဘာဟာတည်းဘုံကြီးကြောင်းကိုသွားပါ တင်းလမ်းဘက်ကနေတက်သွားပါကုန်းအတက်နားမှာရေတွင်းတွေ့လိမ့်မယ်အဲ့ဒီရေတွင်းမှာမျက်နာတက်ပါဝဲလူဝင်းဆိုတဲ့တရုတ်ဘုန်းကြီးနဲ့မှုချတွေ့ပါလိမ့်မယ်အဲ့ဒီရေးထားတဲ့စာတွေကိုသူ့ကိုဆက်ကပ်လိုက်ပါဟာ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  ဟမ်ငါနားရဲကြားလိုက်တာဟောမဟုတ်ပါလေစအမတနာထောင်ခွေရကောင်းနေမိလေးတူရဲ့ဂယုနာတက်တဲ့အတ္တမာလာဟာမူလိုက်တာအင်းကောင်းနေမူလိုက်တာအာငါပါဆက်လို့ရမလဲငါပါဆက်လို့ရမလဲအဲ့ဒီအမျိုးသမီးကြီးပြောတဲ့အတိုင်းအခုငါရည်လိုက်တဲ့စာအုပ်ကြီးကို तू ပြောတဲ့ဘုံကြီး ဝဲလူဝင်စီသွားပူရမှာလေရေတွင်တော့တွေ့ပြီမျက်နှာတက်မှာတွေ့ရေကလည်းချင်လိုက်တာအော်မိတ်ဆွေဒီရေရင်းကြောင့်မသိသေးပဲကိုမသိပါဘူးညာဒီရေရင်းဟာအဲ့ကိရသမားတွေရှာနေတဲ့ဂျီးတဲ့အနက်ရီကန် ခြေတွင်ဗျ။အော်အော်။ဟောဒီတချံတက်တဲ့အားချင်းနေ။ဟောဒီတချံအားရေကျူ။ဒီရေနှမျိုးဟာကျော်မသွားဘူး။တက်တက်စီပဲ။နှစ်ချမ်းစလုံးတောက်ကြည့်မယ်။ဟုတ်တယ်ဗျာဒီဘက်ကချင်းတယ်ဟိုဘက်ကချိုးတယ်အဆမ်းပါလားဟုတ်တယ်တချို့ဒီရေကိုနေ့တိုင်းအချိုးဘက်ကတစ်ခွက် ခြင်းဘက်ကတစ်ခွက်ဒါတော့ကြတယ်ဗျာဘာဖြစ်လို့လဲဗျာရေကျင်းဘက်ကိုကြီးလို့ခေါ်တယ်ရေကျိုးဘက်ကိုတရလို့ခေါ်တယ်ကြီးတရကျင်းမှာဓာတ်တည်တယ်လို့ရှင်းစာရှိတယ်မို့လားဒီတော့အသက်ရှိတယ်ကျမ်းမာတယ်လေဗျာဩဒီလိုကိုဝဲလူဝင်ဝဲလူဝင်တဲ့နာမည်ကတော့ခတ်ဆန်းဆန်းပဲ ဟာတပြေပြင်းရင်းအောက်မှာထိုင်နေတဲ့တရုတ်ဘုန်းကြီးတစ်ပါးကိုမေ့ကြည့်ဦးမှာပဲအရှင်ဖရာရဲ့ဘွေအမိဘယ်လိုခေါ်ပါသလဲမင်းဖရာလေးလဲဆိုဟာငါပဲမေးမလို့လဲကောင်းပါပြီအရှင်ဖရာ တပည့်တော်မှာပါတဲ့စာတွေကိုဖတ်ပြီးတပည့်တော်ကိုဗမာလိုပြန်မိပါဗျာငါတွေ့ဘူးတည်းများအသက်ကြီးဆုံးသူတွေထဲမှာဒီဖုန်းကြီးလောက်အသက်ကြီးမဲ့သူတယောက်မှမရှိသေးဘူးဒီဖုန်းကြီးအသက်ဘယ်လောက်များရှိပြီလဲမသိဘူးစိတ်ထဲကသွေးပလီပါလေမင်းငါအဆက်ကိုမှအောင်မပြောလိုက်ပါဘူးဟုတ်ဟုတ် ငါ့ကိုမကြည့်ပဲငါပြီးတဲ့စာပြီးကြည်ရင်ပြောပုံထုတ်တော့ငါရဲ့စိတ်အကြံကိုများသူသိနေပြီလားမတော်တဆတိုက်ဆိုင်နေတာဖြစ်မှာပါလိလခဆုံးကတိုက်ဆိုင်လေဆိုရင်တော့သူဆန်းလိုက်အထဲထဲရဘောကဲကဲငါဘာသာပြန်မေးမယ် 哦，那也那也少哦。嗯，这又碰到几，外路人啊咯，杀头几股把他变白来皮，硬要骂呗，一一时时变怕倒霉，啊倒霉，把汉白要东，水的工不要再铺骂。金平木树啦。 ဟန္တတရားနဲ့ဆန့်ကျင်ပါတယ်။ရုပ်မှန်တရားနှစ်ပါးစလုံးမှာအကျဉ်းဖြစ်မှုတွေမပြုဖို့ဘုရားရှင်တော်ဘုရားဟာခေါ်ကြတော်မူခဲ့ပါလေ။အကျဉ်းဖြစ်မှုရစ်စစ်မှုဒုစရိုက်မှုဆိုတဲ့အရာတွေဟာလောဘဒေါသမောဟမာနဆိုတဲ့အကုသလပေရတရားတွေရဲ့ကိုယ်ပွားတွေဖြစ်ပါတယ်။ ူစင်းနေဟာအဲ့ဒီဒုစရိုက်တွေကိုပဲตายာမှုတွေအောင်မြင်မှုတွေရဲ့လို့ထိမှတ်မှားနေကြပါတယ်စစ်မှန်တဲ့အောင်မြင်မှုဆိုတာကတော့အခြားဓမ္မသောယန္တုကိုယံပြုအောင်နိုင်ခြင်းမဟုတ်ပါဘူးမိမိရဲ့အတွင်းတရမှာရှိတဲ့လောဘဒေါသမောဟမာနဆိုတဲ့တရားတွေကို နှိတ်ကိုအောင်နိုင်မှုသာစစ်မှန်တဲ့အောင်နိုင်ခြင်းဖြစ်ပါလေ။ဟမ်အသက်၁၉လောက်ပဲရှိပါသေးလား။တရားကတော့တိတ်ပြီးလိမ့်တာပဲ။ကိုလုရမယ်အလုံးမလုပ်ပဲ။ဘာလို့ဒီမှလာအချိန်ပြုံးနေရတာလဲ။မင်းငါ့ကိုတိတ်သလား။ဖရာကြီးအသက်နဲ့ဆယ်တော်မပြည့်တတ်သေးတဲ့ကောင်မလေးကငါ့ကိုမင်းနဲ့ကလည်းပြောနေပါလားမင်းကငါမင်းနေတယ်လေ ငါ့ကိုတီးသလားလို့မတီးပါဘူးမင်းကလေးမတီးပါဘူးပြီးတော့ကျုပ်ရဲ့အသက်က96နှစ်ရှိပါပြီအော်96နှစ်ပဲရှိသေးတယ်လားတင်းပြီးတော့ငယ်သေးတာပေါ့ညာဘာပြောလဲကျုပ်ကျုပ်အသက်ကငယ်သေးတယ်ဟုတ်လားမင်းရဲ့အသက်ဟာ90နဲ့6နှစ်ရှိပြီဆိုတော့မင်းတဲ့ငယ်တဲ့လူတွေပို့တော့မင်းဟာဦးလေးရွယ် အဖေရွေအဖိုးကြီးတယောက်ပေါ့ဒါပေမဲ့ငါနဲ့စာလိုက်ရင်တော့မင်းဟာตาမြည်မြည်တီတွတ်ကျွတ်စမ်းလို့ခေါ်တဲ့ဆွေခုနှစ်ဆင်းမှာအနှိမ်ဆုံးဖြစ်တဲ့စမ်းဆိုတဲ့နေရာမှာတော့ထားလို့မရအောင်အသက်ဟငယ်လွန်းလာပါတယ်ဗျာအဒါဖြင့်မင်းကလေးအသက်ကအေးငါ့ရဲ့အသက်ဟာနှစ်ပေါင်း 2600ကျော်ပြီကွယ်ဟာဘလူဘလူဘာလဲမင်းကမယုံလို့လားဘလူလို့ယူနေမှာလဲပြီးတော့အသက်တလောက်ရှိပါပြီဆိုတာဘာနဲ့သက်တည်ပြမှာလဲကဲမင်းဒီနာကိုတိုးမင်းရဲ့လက်ဝါးကိုဖြန့်လိုက်စမ်းအေးဟာဒီလမ်းကြောင်းကလေးဟာ စာရိယခာရှတ်ရပညာမှာလူရည်ရဲ့တက်တန်းဖော်ပြတဲ့အတ္တလမ်းကြောင်းကလေးပဲကွ။အင်းဆိုပါတော့မိရဲ့တက်တန်းဟာ85နှစ်တက်တန်းပဲရှိတယ်။နှစ်ပေါင်း2000ကျော်3000နီးပါးနေရမယ်။လူရဲ့လက်ဝါးမှာတော့ဒီလိုမဟုတ်ဘူးကွ။ကဲကြည့်ငါရဲ့လက်ဝါးမှာဟမ် အဲ့ဒီအသက်လမ်းကြောင်းဟာအဆုံးမတက်ဘူးတရောင်စစ်တန်အောင်ပြက်ပြက်သားသားထင်ရှားနေတာကိုမင်းတွေ့ရပြီနော်အဲ့ဒါမဆုံးနိုင်ဘူးကွယ်ငါ့ရဲ့ခါကိုတပတ်ပါပြီးခရီးမဘယ်ဘက်ခြေတော့ကခြေမတန်အောင်ရောက်သွားတယ်ကဲမင်းယူရလိုက်ရင်ဟုတ်ပြီဒီလိုထူးထူးဆန်းဆန်းတက်တည်ပြတော့လေ ယုံရမှာပေါ့ဗျာငါခုလူအသက်ရှင်နေတာကိုသိတဲ့လူဟာမင်းနေပါစုမှ3-4ဦးလောက်ပဲရှိသေးတယ်ငါဟာဗမာပြည်ထဲကတိုင်းပြည်တစ်ခုမှကြီးခဲ့တာပေါ့ငါနေခဲ့တဲ့တိုင်းပြည်ကိုအခုရှိတဲ့လူချို့ကတော့ကြားတော့မှကြားဘူးကြမှာမဟုတ်ဘူးပြီးတော့ငါ့ရဲ့နာမည်ဟာလဲ တန်ဓာရီထဲမှာလောက်ပဲရှိပါတော့တယ်။ဒါဖြင့်နာမည်ဘယ်လိုခေါ်လဲ။ငါ့ရဲ့နာမည်ကမနုဇာရီလို့ခေါ်ပါတယ်ကွယ်။ဗျာမနုဇာရီဟာကျုပ်ကျုပ်ခင်ဗျားကိုတွေ့ရှိနေတဲ့လူတယောက်ပါ။ကျုပ်ရလာခဲ့တဲ့ပဒင်းဝင်ရဲ့ပန်းဦးကပန်းရဲ့ကလေးတွေချမ်းမှာပါလာတဲ့စာဘဒုလက်ရပါလဲမနုဇာရီ။အဲ့ဒါ ယရနာဂီရီကိုတီဘောမင်းပါတော်မူရမှာအတူလိုက်သွားခဲ့ရတဲ့ပရင်းဝင်လက်ရပါကောင်းပြီလေတခုမေးပြစီဘုရားတညမှာကျုပ်ဟာအဲ့ဒီပရင်းဝင်ရဲ့စာရန်းကိုရွတ်ဆိုနေရင်ဘုံငနဲ့တရိလက်သွားပြီးကျုပ်ကိုယ်တိုင်အပါဝင်ဘသူမှမဖတ်နိုင်တဲ့စာမျိုးတွေကိုရေးချစ်ခဲ့ပါလေဒါတွေဘသူလာရည်တာလဲသိချင်ပါလေ မင်းစာရီရေးတာလားဟင်။အိုးမင်းစာရီရေးသွားတာမဟုတ်ပါဘူးကွင်။လူကလေးဟာလူကလေးရေးတာပေါ့။ဒါဖြင့်ဒီအထုပ်ပတ္တိဟာမင်းစာရီရဲ့အထုပ်ပတ္တိအမှန်ပဲလား။ဒါတော့မင်းစာရီမှမဖတ်ရဘဲနဲ့ဘလူလုတ်ပြီးအမှန်ဟုတ်တယ်မဟုတ်ဘူးဆိုတာကိုပြောလို့ရမှာလေ။ဖတ်တော့ကြည့်ရအောင်မှာပေါ့ကွင်။အာကျော်ဒီမှာဖတ်ကြည့်ပါအခုပဲတရုတ်ဘုန်းကြီးစီကဒါသာပြန်ပြီးကြီးရတာပါ ချစ်ခင်လေးစားရပါသောသောတာရှင်ပြည်သူများခင်ဗျာမနုစာရီဇလန်ဒုတိယပိုင်းကိုမျှော်ပါ